လီဗာပူးနဲ့ရီယယ်မက်ဒရစ် PSG နဲ့ဘိုင်ယန်မြူနစ်တို့ထိတ်တိုက်တွေ့ဆုံနေတဲ့ချန်ပီယံလိပွဲစဉ်၄မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါရကျွန်တော်ကိုခတ်ပါကျွန်တော်အခုအင်္ဂါဗိုလ်တုံးညမှာရှင်ပြန်ရသားဖို့ရှိနေတဲ့ချန်ပီယံလိပွဲစဉ်၄မှာပြိတ်သက်စိတ်ဝင်စားစရာကောင်းတဲ့ပွဲကြီးပွဲကောင်းတွေပါဝင်နေတ ဘီမက်ချ်တီးပဲဗျာပြောမယ်ဆိုရင်လီဗာပူးစွစောင်းရိုင်းကြဆင်းနေတယ်ဆိုရင်မဲ့အန်ဖီမှာရီယယ်မက်ဒရစ်ကိုအခန့်ရှင်ပြိုင်ကစားမယ်ပွဲစဉ်ရတယ်ချီလို့ကောင်းမဲ့ပွဲဖြစ်မှာအသေးကြပဲဖြစ်တယ်လို့နောက်ထပ်တစ်ပွဲဖြစ်တဲ့ဘိုင်မြူနစ်နဲ့ PSG ကလည်းရှယ်ဖြုတ်ရှယ်တီးမှာပါဘိုင်ရဲ့လက်ရှိအဆင့်တန်းကဂျာမန်ဘွန်ဒက်စတီးဂါမှာတော့ဘယ်အသင်းမှထိမ်းမနိုင်တားမရအဆင့်တန်းတစ်ခုဖြစ်နေပြီချန်ပီယံလိမှာလည်းကျန်းပါတယ်ဒါမဲ့သူတို့ကဲရမဲ့အသင်းကလက်ရှိချန်ပီယံပါရစ်စိန့်ဂျာမိန်ဖြစ်တဲ့အတွက်ကြောင့်တော် တော်လေးရင်ခုန်စိတ်လို့ရှားဖို့ကောင်းမှာတော့အသေးကြပါပဲ ဆိုတော့ဒီဘက်ရှင်မြန်ကသာဘူးရှိနေတဲ့ပွဲတင်တွေမှာကျွန်တော်တို့အားပေးတဲ့အသင်းတွေဘယ်အသင်းတွေနဲ့ထိတိုက်တွေ့ဆုံနေတဲ့ဗနနာအိမ်မှာရှင်ပြန်ရသားမယ်တခြားရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့တွဲဆိုင်တွေရောဘာတွေရှိနေသေးသလဲကျွန်တော်တို့အခုပဲဆွေးနွေးကြည့်အောင်ကံကောင်းတာတစ်ခုဟာအာယီပြိသက်တွေနဲ့ချဲစီပြိသက်တွေအရင်မပြတ်ဘူးညဘက်7 15မှာဒီနှစ်သင်းတွေ့မယ်တွေ့ဆိုင်နေရှိနေပါတယ်ကံကောင်းတာပေါ့ဗျာကျွန်တော်တခါလီကြာရင်3နာရီလောက်ဘလုံးမွေးတွေကြည့်ရတဲ့အခါအတန်သွင်းဘာညာနဲ့မနက်6နာရီထိုးသွားအရင်မောရတော့တ ရက်လောက်အေးရပြဲနောက်ထပ်တစ်ပတ်လောက်ပြန်ဖြည့်มาရတယ်အေးပြက်ဖူးတဲ့ညီကိုတွေတိလိမ့်မယ်ကျမ်းမာရေးတော်တော်ထိခိုက်တယ်ဗျကဲတော့ပါအဲ့တော့အင်ကာညပေါ့နော်မနက်ဖြန်ညမှာအာစတန်ဒီစလာဗီးယားပရက်ကိုချက်မြေချက်ရီမှာတွားရောက်ကစားရမယ်ကဲမဲ့အချိန်ဟာ7:15ကျွန်တော်ဒီဘွဲဘွဲချုပ်သုံးသက်ချက်ကိုလည်း လုတ်ပေးဦးမယ်အာစနယ်ကတော့တိတ်အထူးတလဲပေါ့နော်ဘလို့ကံမဲ့ဒီပွဲစဉ်ပွဲပန်းနိုင်လားပွဲချက်နိုင်လားအဝေးကွေးမှာခံရမှာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေစရာတော့မလိုတော့ဘူးအဲ့သူတို့ရဲ့အကွက်တကွက်ရှိတယ်1 c 2 c တေးကြတယ်ဂိုးပမာဏရမလားလိုအပ်တဲ့ twin ကိုတွေ twin မလားဒါပဲစောင့်ကြည့်ရမယ်အဝေးကွေးမှာကစားမှာမဟုတ်လို့အာစတန်ကိုတိတ်ပြီးတော့စွေးနေစရာမလိုဘူး slavia prague ဒီအသင်းလိုက်စုဖွဲ့မှုအားလေတော့ရှိတဲ့အသင်းတစ်သင်းဆိုပေမဲ့အာစတန်ရဲ့ လက်ရှိ level ရှင်လိုက်မယ်ဆိုရင်နှစ်ဆင့်၃ဆင့်လောက်နိုင်နေတယ်အတင်းတင်းဖြစ်ပါတယ် RF fan တွေဆက်လက်ပျော်ရွှင်ခွင့်ရမယ်ပွဲစဉ်တစ်ပွဲပါစံချိန်တွေဆက်တင်နိုင်မယ်ပွဲတစ်ပွဲလို့လည်းကျွန်တော်ထင်ပါတယ်အဲ့တော့နောက်ထပ်စနစ်၅ပေါ့နော်စနစ်၅မှာပွဲနှစ်ပွဲရှိတယ်နာပိုလီနဲ့ Frankfurt ဖြစ်ပါတယ်နှစ်သင်းလုံးကတော့အဖြစ်ကံအသင်းမျိုးတွေပေါ့နာပိုလီလည်းပြီးခဲ့သောဘောလုံးရာသီကအီတလီစီးရီးချန်ပီယံသာဖြစ်တာဒီနှစ်ဘောလုံးရာသီမှာထင်သလောက်ဟုတ်မနေဘူးအဲတစ်ဖက်က Frankfurt ပို့ဆိုးတယ်ဂိုးပြက်တွေရှုံးတယ်နှစ်သိန်းပေါင်းသွင်းကိုများတယ် business ရလှုပ်ရှားလို့ကောင်းမဲ့ပွဲမျိုးလေးတွေပေါ့အသင်းအားပေးတာမပေးတာတည်းဆိုင်ကျွန်တော်ဒီလိုပွဲမျိုးမှာ business ရလုံမစားဘူးဆိုရင်ဘယ်ပွဲလှုပ်ရှားမလဲနော် okay အဲ့ကျွန်တော်7 15ပွဲတွေပြီးသွားပြီဆိုရင်ညဘက်နှစ်ခွဲပွဲတွေလာပြီ Atletico Madrid နဲ့ Union Saint Gallois အတီကိုအနေနဲ့ တစ်ဖက်ကချစ်လက်တဲ့ကစားဟန်တစ်ခုကိုတိဆောက်ထားနိုင်တဲ့အသင်းတစ်သင်းကိုဂိုးပြက်ကြီးအနိုင်ကစားဖို့ဆိုတာထင်သလောက်တော့လွယ်မနေဘူးဒါပေမဲ့အက်တလတီကိုမက်ဒရစ်အိမ်ကွင်းမှာဖြစ်တာရဲ့စပိန်ရေစပိန်မြေမှာကစားမှာဖြစ်တဲ့အတွက်စိန့်ဂယ်လိုဝိုက်ဘက်ကပြန်ကြည့်ရင်လည်းထင်သလောက်ထိခံကန်လို့အားမကောင်းပါဘူးခင်ဗျ။ကဲနောက်တစ်ပွဲကတော့ Norway Club Boda Glimt နဲ့ Monaco ပွဲစဉ်ဖြစ်ပါတယ် အမနာကိုဒီချန်ပီယံလိမှာတော့အသင်းတွေကိုတူတူတန်ရင်ဆိုင်ကစားနိုင်သွင်းရှိတဲ့အသင်းမျိုးပေါ့ဒီနှစ်ပြင်သစ်ဘက်ကလာတဲ့ကလပ်တွေထဲမှာဆိုရင်ဒါမနာကိုကမစိုးလာတဲ့အခြေအနေထဲမှာရှိတယ်မာဆေးလဲဆိုတော့မစိုးပါဘူးအဲ့တော့ဘိုဒါဂလင်ကွင်းမှာတွားရောက်ကစားရမယ်မနာကိုဘာလို့ပြနိုင်မလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဘိုဒါဂလင်ကလည်းအိမ်ကွင်းကစားအားကောင်းတဲ့အသင်းတသင်းဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကဘာမစိုးဖြစ်သွားနိုင်တယ်နောက်တစ်ပွဲကတော့ Juventus နဲ့ Sporting Lisbon နှစ်သင်းလုံးကတော့ ိတ်မတိမ်မြင့်အခြေအနေမျိုးနဲ့ထိတ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။မတိမ်မြင့်အခြေအနေမျိုးဆိုတာကစားသမားစုပွဲမှုပဲဖြစ်ဖြစ်ခြေသွမ်းပိုင်းအရာပဲဖြစ်ဖြစ်တသင်းနဲ့တသင်းကြားထဲမှာကွာခြားချက်အရင်ကြီးမနေတော့ဘူး။ကဲနောက်တစ်ပွဲ Liverpool နဲ့ Real Madrid Liverpool အနေနဲ့ဟိုလမ်းကြောင်းမှန်လေးပေါ်ပြန်တက်ဖို့ကြိုးစားတိုင်းဒီလိုမျိုးခက်ခဲတဲ့အသင်းတွေနဲ့ထိတိုက်တွေ့ရတာအထင်တလောက်ထိတော့ပျော်စရာကောင်းမနေဘူးပေါ့ဗျာအခု Aston Villa နဲ့သူတို့ဂျိုင်းရဲထဲမှာကစားသွားတယ်အနိုင်မြဲရအောင်ကန်ခဲ့တယ် Real Madrid နဲ့ထပ်ပြီးတော့တွေ့ရမယ် အဲ့တော့ Anfield မှာဘာလို့ပြနိုင်မလဲကြည့်ရမယ်။တိုးတော့မလွယ်ဘူးပြ။ Real Madrid မှာပွဲစဉ်ကိုလုံးဝပြောင်းလဲနိုင်တဲ့เนาะပွဲရလက်ကို changes လုပ်နိုင်တဲ့ကစားသမားတွေအများကြီးပဲ။ Liverpool အနေနဲ့ဝစ်ကြီးတာပဲ။ဒီပွဲစဉ်ကအတော်လေးခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဆိုတာကျွန်တော်သိတော့ပြောနေစရာမလိုပါဘူး။ နောက်တစ်ပွဲကတော့ Olympia Cost နဲ့ PSV ပွဲဖြစ်ပါတယ်အဲ့တော့ Olympia Cost နဲ့ Greece မြေ Greece ရေးမှာ PSV ကိုဘာလို့ပြနိုင်မလဲစောင့်ကြည့်ရပါမယ်ကျွန်တော်ဒီဘက်မှာတိတ်အဆင်မပြေတာတခုတော့ရှိတယ်ဗျအဲ့ဒါကပွဲကြီးပွဲကောင်းတွေကိုနှစ်ရက်ခွဲမပြဘဲနဲ့တစ်ရက်ထဲမှာပေါင်းပြီးတော့ပြတာဒါအင်္ဂါညမှာပဲအဲ့ဒီ Liverpool Real Madrid ပွဲရှိနေတယ်လို့ဒါ PSG Bayern Munich ပွဲရှိနေတယ်အ PSG Bayern Munich ကလည်းအထူးတလဲတော့ပြောနေစရာမလိုဘူးအဓိကကျွန်တော်ကြည့်နေတာ Bayern Munich ကိုကြည့်နေတာ Bayern Munich ကအရင်စွာလုံးတယ်ဗျဒီနေ့ရာဒီမှာလေကျွန်တော်အားကြီးက Premier လိမှာတီးနေတယ်ဆိုတာဒါတကယ် impress ဖြစ်ရှင်စရာကောင်းတယ်။ပရီးမီးယားလိအသင်းတွေကမင်းပါလဲငါပါလဲမေကွန်းထုတ်နိုင်တဲ့အသင်းတွေကြီးပဲ။ German Bundesliga မှာကြတော့ Borussia Dortmund အတနစ်ရောလိုက် Leipzig အတနစ်ရောလိုက်အဲ့ဒါဆိုသွားပြီးဘယ်အသင်းမှမရှိတော့ဘူး။တော်တော်ကြာမှသာလျှင်အသင်းကောင်းတစ်သင်းက Bayern Munich ကိုယဉ်ဆိုင်နိုင်တဲ့အစီအလာမျိုးပဲရှိတာ။ အဲ့တော့အင်ကွင်းเนาะကျွန်တော်ပါရစ်မြေမှာဘိုင်မနစ်ကို PSG တခုခုလောက်ပြတင့်တယ်လို့တော့ကျွန်တော်ထင်တယ်ဗျ။ကဲကျွန်တော်နောက်တစ်ပွဲကတော့ Tottenham Hotspur နဲ့ Copenhagen ဖြစ်ပါတယ်။ Copenhagen ကိုလည်းသွားရှော့တွက်လို့မရပါဘူး။ Copenhagen ဒီ Damme ရဲ့အသင်းကောင်းတစ်သင်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ Spa ကတော့ Chelsea ကိုရှုံးတဲ့အတွက်ကြောင့်ဒီပွဲတင်မှာ PR ကြီးကြီးနဲ့ကစားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညကိုရိမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်။တကယ်လို့ညကိုရိဘလုံးမွဲကစားချင်တယ်ဆိုရင် Super Senior Big Boss မှာ Ibak 86ကို9တလုံးမိတ်မောင်း96တို့ကို Member တဲ့အပူစုကြီးများစွာနဲ့ ယုံကြည်သွားကစားလို့ရတယ်အသေးသေးသိကျင်နေဆိုရင်တော့ဘဘနံပါတ်399 869 440မှာဆက်သွယ်ဆုံးစမ်းမေးမြန်းနိုင်ပါတယ်โอเคကျွန်တော်နောက်ရက်ရောက်သွားပြီပေါ့နော်ဗုဒ္ဓဦးညမှာစနစ်15နှစ်ပွဲရှိပါတယ် POF နဲ့ Valeria ရဲ့နောက်တစ်ပွဲကတော့ Corabet နဲ့ Chelsea ရဲ့ဖြစ်ပါတယ်အဲ့တော့ Chelsea fan တွေလည်းစောစီးစွာကြည့်ရလို့နည်းနည်းတော်သေးတာပေါ့ ကော်ရာဘတ်ဒီအဇာဘိုင်ဂျန်ရဲ့အသင်းကောင်းတစ်သင်းဆိုပေမဲ့ချယ်ဆီနဲ့ရှင်တဲ့အခါကျရင်တော့ဒါ level အဆင့်တန်းတစ်ခုရကွာနေအောင်မှတေးကြတယ်ဗျချယ်ဆီနိုင်ပွဲတစ်ပွဲပေါ်ဆောင်မှုအတွက်အဲ့တလောက်မခက်ခဲတဲ့ပွဲစဉ်တစ်ပွဲလို့ထင်ပါတယ်နောက်တစ်ပွဲကတော့ IS နဲ့ Galatasaray ပွဲဖြစ်ပါတယ်ဒီပွဲကတော့နှစ်နာရီခွဲမှရှင်ပြိုင်ကစားမှာပါနောက်ထပ်တစ်ပွဲနှစ်နာရီခွဲမှပဲကစားမယ် Benfica နဲ့ Leverkusen နောက်ထပ်တစ်ပွဲကတော့ Club Brugge နဲ့ Barcelona အားလုံးဒါနှစ်ခွဲမှကြီးပဲရှင်ပြိုင်ကစားမယ်ပွဲစဉ်တွေဖြစ်ပါတယ်နောက်ထပ်တစ်ပွဲ Inter Milan နဲ့ Carre Almaty နောက်ထပ်တစ်ပွဲကတော့ Man City ID နဲ့ brusher.man ကျွန်တော်မြင်ရတလောက်အင်္ဂါညပွဲတွေမှာပွဲတိုင်းကောင်းတွေပါနေပါလေးရဲ့ဗုဒ္ဓဝိညာမှာတော့ဟိုရင်မောင်တန်းတာတိတ်မကွာတဲ့အသေးမျိုးတွေတော့ပါမနေဘူးဗျအဲ့တော့ဗုဒ္ဓဝိညာမှာကစားမဲ့ပွဲတွေဒီအဲ့တလောက်ထိကြည်ရတဲ့ပြိတက်ကိုဖီးရှိစေမယ်လို့မထင်ပါဘူးဒီထဲမှာတပွဲပဲပေါ့နော်တူတူတန်းရှိတယ် Man City နဲ့ Borussia Dortmund ဂျန်တဲ့တွဲတိုင်းတွေကိုမကောင်းလို့ပြောတာမဟုတ်ဘူးတိတ်ပြီးပြိတက်စိတ်မဝင်စားတဲ့အခြေအနေမျိုးတွေပဲများတယ် ။ Sure, Mercedes Porsche Dortmund ပွဲတင်ကဘယ်တော့ပဲပုံမစိုးဖြစ်သွားနိုင်တယ်။ Mercedes ဒီကျွန်တော်မြေပြောနေကြစကားလို့ပေါ့။အားလင်းဟာလန်ပေါ်မှာတော့တော်တော် depends ဖြစ်တယ်ဗျ။အဲကောင်းတဲ့အချက် ရှိတယ်လို့မကောင်းတဲ့အချက်လည်းရှိတယ်။ကောင်းတဲ့အချက်ကတော့အာလင်းဟာလန်ပေါ့။ဆောင်ရယ်လန်ထွက်နေတဲ့ဂိုးသွင်းစံချိန်တွေဒီနှစ်ဘောလုံးရာသီမှာရကူရလိမ့်မယ်။ကျွန်တော်ပြောရမယ်လို့ပြောရမုံတော့ခမန်းတာမဟုတ်ရကူရမှာ။တိုးတော့တပတ်ကပြန်စဉ်းစားကြည့်မကောင်းတဲ့ side ဘက်ကကြည့်လိုက်ရင်တော့ဟာလန်ဂိုးမသွင်းမန်စီးတီးကဂိုးမရတော့ဘူး။ကျွန်တော်တို့ပရီးမီးယားလိမှာဘုံမောင်းနဲ့တွေ့ခဲ့တဲ့ပွဲတွေဟာလန်တကူရီတကာရဲ့ကျွမ်းကျင်မှုရဲ့ကြောက်စရာကြီးသူ့ရဲ့ twin ကိုနှစ်ကိုဖယ်လိုက်ရင်မန်စီးတီးမနိုင်ဘူး။အဲ့တို့ကြောင့်ဟာလန်ကိုအရင်မိခိုနေရတဲ့ပုံစံမျိုးတော့ ဖြစ်နေတယ်ဘိုရရှာဒော့တ်မန်မှာကစားသမားကောင်းများစွာရှိနေတယ်အဲဒါကြောင့်အင်ကွင်းမှာတတိကြီးကြီးထားပြီးတော့ကစားပါလိမ့်မယ်နောက်တစ်ပွဲကမာဆင်းနဲ့အတ္တလန်နာဖြစ်ပြီးတော့နောက်ဆုံးပွဲတစ်ပွဲကတော့နျူကက်ဆယ်နဲ့အတ္တလစ်ဘီဘောင်းတို့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့အခုဂျာရက်ထဲမှာရှင်ပြန်ကစားမယ်ချန်ပီယံလိပွဲစဉ်၄ရဲ့တွဲဆိုင်တွေကိုအကျိုးခံစားရင်ခုန်ဆွေးနွေးကြတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ညီကိုတွေရောချန်ပီယံလိပွဲစဉ်၄ရဲ့တွဲဆိုင်တွေနဲ့ပတ်သက်ပြီးဘာတွေမှတ်ချက်ပေးခြင်းတလဲကွန်မန်တွေမှာဝင်ရောက်ဆွေးနွေးပြီးသွားလို့ရပါတယ်ခင်ဗျ